အမပီသူလုံမြောက်ရေတော်တော် PV အလဲဟာတင်းနေစင်ရေးပေါ်တွေကိုလက်လက်တွေပေးရခဲ့ပြီးအမနှစ်ရသုံးစစ်တွေသားအတွက်တက်ရင်တက်ကူတူရှိဖွဲ့စည်းလိုက်တယ်လို့ဇွန်လ20ရက်ဒီနေ့မှာထုတ်ပြန်ပါတယ်။အဲ့ဒီဗမာပြည်သူလုံမြောက်ရေတော်တော်ရဲ့အခြေခံစစ်ပညာသင်တဲ့အပတ်စဉ်ကိုတင်းနေစင်ဝင်အခမ်းအနားကိုဇွန်လ9ရက်နေ့ကတောင်းဖြစ်မှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတင်းနေစင်ဝင်မှာမဟာမိတ်ခေါင်းဆောင်တွေဟာတော်လင်ရင်အောင်မြင်ဖို့အတွက်အတူညီတဲ့အင်အားစုတွေကြားညီညွတ်ရင်လိုအပ်တယ်လို့ မိမိတို့ဟဲ့ချိန်မီပါကဆရာနာချင်းစနစ်အမြဲအဆုံးသတ်မှတ်လို့ဆိုပါတယ်။အဲ့ဒီအပြင်သင်တန်းကာလအတွင်းထူးချင်ကြောင်းသားကျောင်းသူတွေကိုလည်းစုချင်းမင်းပေးခဲ့ပါတယ်။အဲ့ဒီထူးချင်စုရရှိသူတွေထဲမှာလက်ဖြစ်စုရရှိတဲ့စစ်မြေဟာ2029စစ်ရေးမှာအသက်ပေးခဲ့တဲ့အာဇာနည်ရေးဘော်အောင်ပိုင်ရဲ့ညီမဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီတင်းနဲ့စင်ပွေးသူအာရခတက်တော်အမျိုးသားညီညွတ်ရေးအစိုးရအလွန်ပြင်းလင်းလွတ်မြောက်ရေးတပ်ဦး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦးမှတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်